မင်္ဂလာပါ ကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာကဒေါက်တာဖြိုးတီဟာရဲ့တယောက်ယောက်ပြုံးပျော်သွားရတဲ့အကြောင်းရင်းဟာကိုဖြစ်ပါစေဆိုတဲ့ဆောင်းပါးလေးဖြစ်ပါတယ်တယောက်ယောက်ကအထုပ်ပိုးတွေအများကြီးနဲ့ရှောက်လာတယ်ဓာတ်လီကခလုတ်ကလေးကိုနှိပ်ထားပြီးစောင့်နေပေးလိုက်တယ်ဒါဟာမာနာကောင်းရုံမဟုတ်ပါဘူးအကွာအဝေးအရာ ကိုတက်မယ်ဆိုရင်တက်သွားလို့ရတယ် သူအများကြီးတယ်လာရတယ်ဆိုတဲ့စိတ်ကလေးနဲ့စောင့်ပေးလိုက်တာပါတယောက်ယောက်ကသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာတွင်ပြင်းနဲ့ပတ်သက်လို့ရှက်ယွန့်နေပါတယ်အဲ့ဒီအကြောင်း တခွန်းတပါဒမြမဟာတာ သူ့ဝစ်လာတာလေးနဲ့ပတ်သက်ပြီးချီးကျူးလိုက်တာဒါလေးတွေကတစ်ဖက်လူရဲ့စိတ်ထဲကောင်းတဲ့ခံစားချက်ကလေးဖြစ်သွားစေပါတယ်ပြောချင်တာက ကိုယ့်ရင်ထဲကကျင်နာမှုကိုပြသဖို့ တစ်ဖက်လူစိတ်ကလေးအစဉ်ပြေသွားအောင်လုပ်ပေးဖို့အတွက်အချိန်မလိုဘူးနေရာမလိုဘူးဆိုတာပါပဲဟိုရက်ကကော်ဖီဆိုင်ဒီဇိုင်းထိုင်ဖြစ်ပါလေယာဒီဥရုကပူလိုက်အေးလိုက်နေမှုနှာတွေစေးနေပါလေခဏနေတော့ဆိုင်ရှင် NDG ရောက်လာပြီးစေးနဲ့ရေခွက်ကလေးလာချပေးပါလေဘာသာစကားကသူပြောနေတာကျွန်တော်နားမလဲတလို့ကျွန်တော်ပြန်ပြောရင်လေသူသေးချာနားမလဲပါဘူးသို့တော်လည်းပဲ သူ့ရဲ့ကျင်နာမှုကို ခံစားလို့ရနေပါတယ်။ဒါကြောင့်မတ်တွင်းရဲ့စကားလေးကျွန်တော်စာတဲ့မကြာခဏထည့်ရေးပူပါတယ်။နာမကောင်းတဲ့သူလဲကြားနိုင်ပြီးမျက်စိကွယ်နေတဲ့သူလဲမြင်နိုင်တဲ့ဘာသာစကားဟာအကျင်နာတရားပဲတဲ့။အခုကျွန်တော်အဖြစ်ပြက်ကလေးကိုထက်ဖြည့်ရရင်အကျင်နာတရားမှာဘာသာစကားမရှိပါဘူး။ဒါဟာနိစ္စဆုံးဥမာတစ်ခုကိုပြောလိုက်တာဖြစ်ပါတယ်။ တခြားတခြားသောအဖြစ်အပျက်တွေဘဝမှာအများကြီးကြုံခဲ့ဘူးပါတယ်။ကြုံရတိုင်းမှာလည်းရတဲ့ခံစားချက်ကဘာနဲ့မှမတူပါဘူး။စဉ်းစားကြည့်ပါ။ကိုနဲ့ဘာဆိုဘာမှမဆိုင်တဲ့တိတောင်မတိကျွမ်းတဲ့ဒဇိန်တယောက်စီကနေရတဲ့မေတ္တာတရား၊ကုညီမှုတစ်ခု၊အပြုံးတစ်ခု လူတယောက်ရဲ့ခံစားချက်ကိုတိတိသားသားခေါင်းသွားစေပါတယ်။ဒါကြောင့်ကိုယ်တိုင်လည်းအဲ့ဒီလိုလက်ဆင့်ကမ်းနိုင်အောင်စူးစမ်းပေးဖြစ်ပါတယ်။ ဒီခေတ်ကြီးကရဝတ်ထုတွေထွန်ကားလာပါတယ်။နှလုံးသားထက်အုံနောက်တွေပိုပြီးအားကောင်းလာတယ်။ချစ်ချင်းမြတ်တာတွေအကျဉ်းနာတရားတွေပါလျက်ကုန်တယ်။တရားကိုယ်တရားအသုံးချမဲ့အနိုင်ယူမဲ့ဒီလိုတွေများပြားလာပါတယ်။တယောက်ယောက်ကကိုယ့်ကိုကူညီမဲ့ဆိုရင်တောင်ဒီလူငါစီကဘာပြန်လိုချင်လို့လဲဘာကြံရှိလို့လဲဆိုပြီးတန်တရာဖြစ်မိကြတဲ့အထီကိုလူဖွဲ့စည်းကစုပ်ယုပ်လာပါတယ်။မြစ်တာတရားကို ကိုယ်ကလည်းမပေးနိုင်တော့သလိုခံလဲမခံစားတတ်တော့ဘူးဖြစ်လာပါတယ်အခုကာလဆိုရင်လည်းအလုံးကအကျဲကျဲလောင်လောင်တော့လကောင်းတိုးတိုးတိတ်တိတ်တော့လကောင်းပင်ပန်းနေကြတဲ့ကာလဖြစ်ပါတယ်အကျဉ်းနာတရားလေးထားပြီးဆက်ဆံပေးနိုင်ကြမယ်ဆိုရင်ဘယ်တော့ငါနောက်ဆုံးလောက်ခဲမိမှမတီးတဲ့အပြုံးတွေ သူတို့မျက်နာပေါ်ပြန်ရောက်လာနိုင်ပါတယ်ကုံကုံပြောရရင်တက်သေးဖို့စဉ်းစားနေတဲ့သူတယောက်ကပါ ိုယ့်ရဲ့မေတ္တာတရားကြောင့်အသက်ဆက်ရှင်လိုစိတ်တွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ဘဝကဗာဒိတ်ပဲမှမရှိသလိုခံစားနေရရင်တယောက်ယောက်ကို ပြုံးပျော်အောင်လုပ်ပေးလိုက်ပါ။ကိုယ့်ရဲ့တနေ့တာတန်ဖိုးရှိမရှိတိုင်းတာခြင်းရင်လဲအဲ့ဒီပေရန်လေးနဲ့တိုင်းတာကြည့်ပါ။ငွေတွေအများကြီးရှိမှအလူတွေအများကြီးလုံနိုင်မှာမဟုတ်ပါဘူး။ကိုယ့်ရင်ထဲကအကျင်နာတရားကိုအချိန်မရွေး နေရာမရွေးကြာတာလို့ရပါတယ်။ရှိနေအောင် ြိုးထားဖို့ပဲလိုအပ်ပါတယ်ခမညာ။